ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကဒေါ်နွယ်နွယ်ဝင်းပါဟုတ်ပြီ40နှစ်ပါဆရာကြီးအသက်40ပေါ့နော်ဟုတ်ပြီစိုက်ပျိုးရေးဆေးရောင်းဝယ်ရေးတဲ့စိုက်ပျိုးရေးဆေးရောင်းဝယ်တာပေါ့နော်ဟောပူသက်ဆေးတို့မျိုးဩဇာဥပါပါနော်စိုင်ပေါ့နော်မြန်အောင်မျိုးပါပါဟုတ်ပြီဆရာကြီးရှင်နဲ့သွေးကျဲယောဂါဖြစ်နေတာ၄နှစ်လောက်ရှိပါပြီတဲ့သွေးကျဲတာဟုတ်ကဲ့ဆရာကြီး အစာရင်ယောဂတဲ့အစာရင်လေးပွားပြီးနှလုံးတုံတယ်တဲ့စိတ်တွေကြောင်ခြောက်ခြားဖြစ်ပြီးကြောက်စိတ်တွေဝင်လာတယ်တဲ့သွေးကျဲသွေးကျဲယောဂဆေးတွေတောက်နေရတော့တဲ့စီးကြိုသွေးတိုးပါ ဖြစ်လာတယ်တဲ့ဟုတ်ပြီဘလို့နေထိုင်စားတောက်ရမလဲသိကျင်ပါတယ်ရှင်တဲ့ကိုရှင်သမီးကတော့ရှောကတွေများလဲတော့အားငယ်နေမှာ ဟုတ်ကဲ့ဆရာကြီးဆေးတိုင်းရင်စီးမှာတော့မအားငယ်စရာမရှိဘူးဘာလို့လဲဆိုတော့ကလေးမှာဖြစ်တဲ့ဝေဒနာအလုံးဘယ်ကလေးပဲဖြစ်ဖြစ် စင်ရဲစင်ရဲချမ်းသာချမ်းသာတောင်ပေါ်မြေပန်းကလစ်ဖြစ်တဲ့ဝင်လာလို့ဘာယောဂါလဲတငယ်နာတငယ်နာပဲဟုတ်တယ်ဟုတ်ကဲ့ဆရာကြီးအမျိုးသားတွေယောဂါဖြစ်ဖြစ်ချင်းတဲ့နေရာမှာဖြစ်ဘာယောဂါလဲဒူလာပဲဟုတ်ကဲ့ဆရာကြီးအဲ့တော့အမျိုးသမီးကြီးကြီးငယ်ငယ်နော်အဖွားဖြစ်ဖြစ် အမေဖြစ်ဖြစ်ဒူဒူမဖြစ်ဖြစ်ကိုဖြစ်ဖြစ်ကိုသားသမီးကိုဒူဒူမဖြစ်ဖြစ်ဘာယောဂါလဲမိရယောဂါပဲမိရပဲဒါပဲ ဟုတ်ကဲ့ဆရာနော်အဲ့တော့ရှေးခါဆိုမြန်မာတိုင်းဆရာဆရာများကအမျိုးသမီးတို့ဆေးလာကူလို့ရှင်မင်းမိရမပိုင်ဆေးမကင်နဲ့ကွာအဲ့လိုပြောတယ်ဟုတ်နော်မိရဆိုတာကဘာလို့လို့မင်းသူပေါ်ကျင်တဲ့အချိန်ပေါ်မပေါ်ကျင်တဲ့အချိန်မပေါ်လို့ရတာလားစီနေကန်နဲ့ပေါ်ရလားစီနေကန်နဲ့ပါစီနေကန်တလားဘယ်နှချိန်ပြောရမှာလဲတစ်ချိန်ပါဆရာတစ်ချိန်ပဲတစ်ချိန်ကဘယ်နှရက်လဲပေါ်နေရ3ရက်ဆို3ရက်ပေါ် ကြံနေသေးရင်အဖြူစင်းပြလိုက်တာပေါ့ဟုတ်ကဲ့ဆရာကြီးကျမ်းမာနေရင်ပြောတာနော်ဟုတ်ကဲ့ဆရာကြီးတွေးကျွန်းတွေးကြံရှိရင်အဖြူစင်းတာပေါ့ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ယောဂရလာပါပဲဟုတ်ကဲ့ဆရာကြီးအကျိပောက်တယ်လို့အဖူးဖြစ်တယ်လို့အထဲမှာလေဟုတ်ကဲ့ဆရာအနာဖြစ်တယ်လို့မျိုးစုံဖြစ်တတ်ပါတယ်ကြောင်မလို့ယာတိသွေးမပိုင်မကင်နဲ့လို့ပြောတယ်နော်အမျိုးသမီးတွေစီကူးမဲ့တူအဲ့တော့ ဒီအကြောင်းအရာကအမျိုးသားပဲလို့အမျိုးသားလေးလီလာထားအမှာဟုတ်ကဲ့စီလီလာထားအမှာနော်သူကတလတခါမမှန်ပေါ်အမှာဥမာပေါ်လေးရက်ကဒီလာမနဲ့ပေါ်တယ်ဆိုရင်နောက်လာလဲမနဲ့မနဲ့မနဲ့ညပေါ်တဲ့အချင်းစစ်စစ်ညညညရှုကြတော့ကတော့ကြောက်ရည်နဲ့မနဲ့ပေါ်ခြင်းပေါ်လိုက်နောက်လာကြညနေပေါ်ခြင်းပေါ်လိုက်နောက်လာကြနေ့လေးခင်းကြီးပေါ်ခြင်းပေါ်လိုက်အလုသွားနေမှတ်မတည် ဲ့လိုဖြစ်လာပြီဆိုတော့အဲ့ဒါသူကစားလာပြီအဲသူရဒီအမျိုးသူဖြည်းစည်းနှိမ့်ဆက်တော့မှာဟောဟုတ်ကဲ့ဆရာ။အူနာရီပြလာမယ်ဟုတ်ကဲ့ဆရာ။အဲ့လိုမဟုတ်လို့ယာတီသေးပြပမှန်ပေါ်လို့ကောင်းကောင်းမွန်မွန်ဆိုရင်မအူတဲ့သူတင်စားပြောတယ်တိုင်းရင်စီဆိုင်များဘာနဲ့ပြန်တူမှာလဲအပြိုလေးနဲ့ပြန်တူတာဆရာအပြိုလေးတော့ပြန်တူမှာတူနိုင်တယ်လို့ဆိုတယ်ဗျဟုတ်ကဲ့သွေးကျဲတဲ့ယောဂါပေါ့နော် သွေးကျဲတဲ့ယောဂအဲ့ဒီအတွက်ပေါ့နော်ဆရာကြီးအဲ့ဒါကတော့တမီးရူးရူးလေးပဲသိလားဟုတ်ကဲ့ဆရာကြီးဟိုတော့အမျိုးသမီးတွေအိတ်ချဲကိုဖွင့်မကြည့်နဲ့ Furman BC ဟုတ်ကဲ့ဆရာကြီးစောင့်နာကြတယ်ဟုတ်ကဲ့ဆရာကြီးခု Furman BC ရဲ့ဈေးကြီးတော့မထုတ်နိုင်ဘူးနဲ့တူတယ်ထုတ်တဲ့စိတ်ရောမထုတ်နိုင်လားအကြောင်းကြောင့်မထုတ်နိုင်ဘူးအဲ့တော့အဲ့ဒါဘယ်မှာရှိလဲဆိုရင် ကစွန်းရဲ့အယူအညီမှရှိတယ်ဟုတ်ကဲ့ဆရာရင်အဲကျွန်တော်ကစွန်းရဲ့အယူအညီကိုအမျိုးသမီးတိုင်းအိမ်မှာရှင်ဘုန်းနဲ့မှာစိုက်တာထားဟုတ်ကဲ့ဆရာရင်သူကစွန်းရဲ့အယူအညီကိုပုံတစ်ဝက်လောက်ရေထဲလိုက်ဟုတ်ကဲ့ဆရာရင်အဲ့ဒါစိုက်ထားသူကသူအောက်ကအမြင့်ထွက်တာပဲဟုတ်ကဲ့ဆရာဒါပဲသူတောက်လျှောက်ဆိုလို့ရှိရင်ရီပုတ်သွားတတ်တယ်ဟုတ်ကဲ့သုံးရက်ဆိုတခါတော့ရေလဲဟုတ်ကဲ့တခါလဲဟုတ်ကဲ့နေတိုင်းတုံလဲတာလည်းမကောင်းဘူးဟုတ်ကဲ့ဆရာသုံးရက်မှာတခါတော့တခါလဲပြီး ဆိုတော့အမြစ်ကလေးထွက်လာလိမ့်မယ်အဲ့တော့ကိုကအဘွားအညွန့်ကိုဖြတ်ပြီးတော့သုံးဆောင်ပေါ့ဟုတ်ကဲ့ပါတကယ်တော့ကိုရကိုကစုံဆိုတော့ပူသက်စီလူပေါင်းသားစီလူပါမှမသိလို့ရှိရင်တူစရာအဖြစ်သုံးဆွဲလေရတယ်ဟုတ်ကဲ့ဆရာကစုံရဲ့အယူအနီဆရာတို့ငယ်ရဆိုရင်ယူရတယ်မှာလေတယ်မှာလဲထုံတယ်ဟုတ်ကဲ့ဆရာဟေးတမင်းစားမယ်ဟေးဆိုတော့ခေါ်လဲလို့ရှိရင်နွားတွေလည်းအနာပြီး တခါနာဆိုရင်၈နာရီမှတခါစားတယ်။နှစ်ခါနာဆိုရင်၁၀နာရီကျယူနီချမ်းတောက်တယ်။တခါနာကဲအလုံးလာကြဟီဆိုတော့အဲဆုထိုင်လိုက်တာပဲ။ဒလိဒလိကိုနားလေစင်လို့ဟုတ်ကဲ့ဆရာကြီး။ကွေးမိုင်ညူကိုတယောက်ကထားပြီးတော့ပျောက်ထားပေါ့နော်။ဟုတ်ကဲ့ဆရာကြီး။ဘီဥပ္ပအန်ဒီကင်းစင်းပါစီ။အဲဒိတ်ဆန်စုများရဲ့အဲ့နေလေးဖေရှားပြီပါဆိုတော့ကဲစားကြမေးဆိုစား။တိတ်ပြောစရာကောင်းတယ်။ ဲ့ဒီခုနပြဘာတွေပါလဲကဲကစွန်ယိုနီယိုနီရတော့ဝယ်နေမှာမဟုတ်ဘူးဟုတ်ကဲ့ဆရာကြီးဟေးဟိုဟိုကတော့လာလို့ရှိရင်ဟေးအဲ့လေတောင်းကကစွန်ကြီးချိုးလာခဲ့ကွာဟုတ်ကဲ့ဆရာကြီးဘာဘူးသက်စီမှာလည်းမရှိဘူးအဲ့တော့ဘာပေါင်းသက်စီမှာလည်းမရှိဘူးအဲ့လေတဲ့ရှိရဲ့ရှင်ရလက်တက်နေပြီသားတက်နေပြီသားအဲ့ဒါပြီးရင်ဘယ်ရည်သွားခတ်တော့ရည်တမ်းမှုဝယ်ရမရဘူးဆရာကြီးအဲ့လေတောင်းဝယ်တယ်မှရှိတယ် ရီကိုလက်ခုပ်နဲ့ခတ်တောက်လိုက်တာပဲအဲ့ဒီခေတ္တကလည်းဆရာတို့ငယ်တော့ကလည်းဒီဒီလေထဲဒီမှာပူသက်စီထည့်ရမှာပဲစပင်းစဘာပင်တန်နေလို့ပေါင်းသက်စီထည့်မှာပဲစဘာတန်လဲဆိုမရှိဘူးမရှိခဲ့ဘူးဝီနော်ဟုတ်ကဲ့ဆရာကြီးဆရာတို့အဖေဆိုရင်ဒီလေဦးအေက100တောင်လို့သာဟုတ်ကဲ့ဆရာကြီးတော်ပါနော်ตาရှိအောင်မူလေအကုန်ရန်ကုန်တင်နိုင်တယ်ဟုတ်ကဲ့ဆရာကြီး ်ဆရာရွာတရွာလုံးမှာအဖေကျေးဇူးကိုပြောခြင်းလို့ပါဟုတ်ကဲ့ပါဆရာရန်ကုန်ရောက်ဖူးတဲ့ဆရာတို့မိသားစုပဲဟုတ်ကဲ့ဆရာအိုးကဘာကြီးမှာစကားဆက်မိလို့ပြောတာပါရှာရှိတော့မဟုတ်ပါဘူးရှာကြိုက်တော့ကြိုက်ထားပါတယ်နော်ဟုတ်ကဲ့ဆရာဆတ်ထတန်ခါနာတင်နေဟုတ်ကဲ့ဆရာဒါတို့တက်တက်မှာတစ်ချိန်ကတို့တာဖတ်တွေตั้วจิเมอะตีดารุบารุตีดารุบ้าบ่ดีตีดาซะตีดาเต็มมอยี ဟုတ်ကဲ့ဆရာ။အစင်းတွေမရှိသေးဘူး။ဖိုးပဲတန်လျက်စောင်းနေပြီးတော့။တန်လျက်နေလာတာ။အဲပန်ကာလေးဟုတ်တယ်။တန်မှန်လေးနေလာတာ။ဟုတ်ကဲ့ဆရာကြီး။တိတ်ပမောင်ကစာအုပ်ဖတ်ဖူးရင်တိတ်ပုံပေါ်ရဲကြွကြွီအီဖတ်ဖတ်ကြွကြွီအီဖတ်ဖတ်ဆိုဒီတန်မှန်တန်မှန်ခတ်တဲ့ဆရာသူ့ရက်ကိုကြွကြွီအီဆိုတန်မှန်စီသွားတယ်။နောက်ပြီးရေးပြန်ဆက်ဘတ်ဆိုကြွကြွီအီဘတ်ကြည်ကြည်ဤဘက် အာဆာရေးဆရာများဆာရေးကောင်းရင်မတူဘူးတဲ့တူတော့တမခတ်တာကိုတည်သွားသေးလားဟုတ်ကဲ့ဆရာကြီးဒီဘက်ရောက်ကဲဒီဘက်မှာဘာရှိလဲနမရှိကဟာဒီနေ့ဘာနေ့မို့လို့စီမရလို့စကြည့်အဲ့တော့ရှားပါတာကိုမရဘူးပြန်ရမပြောင်းမှုဖေဒါဆိုရှောက်အောင်မတော့ကိုညာရှောက်မယ်ဖေအဲ့ဒီကနေဘယ်ကိုရှောက်ရလဲသိလားကြီးကဘာရေးကုန်းမြေအဲအဲ့ဒီပါတနာဆိုင်ကူသုံးပတ်ပတ်မယ် ွင်တို့ပထမအပတ်မှာမင်္ဂလာတုပ်ရွတ်မယ်အဖေကဥဆောင်ရွတ်ထားတော့ဒါတွေအကုန်လုံးလိုက်ပြီးတော့မင်္ဂလာတုပ်ဒုတိယတစ်ပတ်ကျလို့ရှိရင်မေတ္တာတုပ်ရွတ်မယ်တတိယတစ်ပတ်ကျတော့ယရဏတုပ်ရွတ်မယ်ယရဏတုပ်ကျတော့အကုန်မရကြဘူးဟုတ်ကဲ့ဆရာကြီးရဏတုတ်ကလည်းအဆူခက်တယ်ဟုတ်ကဲ့ဆရာကြီးသုံးဘက်ပြီးတော့မှအဲ့ပဒနာဆိုင်ကြီးရဲ့အဝါကိုသွားပြီးတော့အပြန်နေအဖေကလိလာတယ်လို့ ਨੇ အဲ့ ပလန်ဂူတော်ကြီးအဆောက်အဘကြီးကျွန်တော်တို့ဒီမှာဆက်ဆက်တန်ခါတင်နေဆိုတော့ကျွန်တော်ဒါဒီမွေးတာသိစီရင်လို့ဟိုးဘက်ကတញင်ကလာတာပါလူတန်ခါတင်ပြီဆိုလို့ရှိရင်မြေဘုံမေးတဲ့ဘုံဘုံတွေကဘယ်မှာသတင်းသုံးပါလဲနောက်ဖြေကြတဲ့ဘုံဘုံတွေကဘယ်မှာသတင်းသုံးပါလဲတိလရှင်တွေများကြွာလာတိလရှင်တွေကဘယ်မှာနေရာယူပါသလဲ နိုင်ငံတော်အကြီးအကဲတွေကဘလို့ထိုင်ကြပါသလဲအဖေရဲစီးဆက်တယ်အဖေရတကယ်တော့ဆရာတို့အဖေကကို့ဖြစ်တော့ခိုင်းနောက်ကြောင်တွေ့ခိုင်းနောက်ကြောင်စာတက်တည်းကြီးချက်တာဟုတ်ကဲ့နိုင်ငံတော်တန်ခါမဟာနာကဆရာရဲခိုင်းနောက်ကြောင်တွေ့တယ်ဘွိုက်တညင်ရပါဥက္ကနာတည်ကြီးဆိုတာကြားဘူးမှာပေါ့နော်တညင်ရပါဆရာတညင်ရပါဟုတ်ကဲ့ရှိသွားမှာဆိုပြီးရလိုက်တော့မယ်နော်ဟုတ်ကဲ့ဆရာအဲ့တော့ဘာလို့လဲဆိုရင် ခုနကသွေးကျဲတောင်ပေါ့နော်ဟင်သွေးကျဲနေတဲ့ဟာအတွက်ကစွန်ရိုးနီပြုတ်ရေတောက်ပြုတ်ပြီပြီလေပြုတ်ရေတောက်ရမယ်ဆွေပြုတ်နေကြပြုတ်ရေတောက်မယ်နောက်ပြီးတော့သွေးကျဲစီတဲ့အစာတွေပေါ့နော်ဟုတ်ကဲ့ဆရာကြီးသူကသွေးပြစ်မှကောင်းမှာပေါ့လားဟုတ်ကဲ့ဆရာကြီးသွေးကျဲနေတဲ့အစာလေးစားအဆက်တွေနဲ့အကြော်တွေရှောင်ပေါ့ဟုတ်ကဲ့ဆရာကြီးအဆက်တွေအကြော်တွေရှောင်ဆွေယူနီတောက်မေဇလီရွက်ခွေးတော့ရဲ့တောက်ဟုတ်ကဲ့ဆရာကြီးအဲ့ဒါဓာတ်စာဖြစ်ပါတယ်ဗျာဟုတ်ကဲ့ပါဆရာကြီး ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးအစာဝအနာကင်းဘုရားရှင်းကြပါစီဗျာ